အားလုံးပဲမင်္ဂလာပါ Rest the Canon Channel ကနေအားလုံးကိုကြိုဆိုလိုက်ပါတယ်ဗျာကျွန်တော်ဒီနေ့တင်ဆက်ပေးသွားမယ့်အကြောင်းအရာလေးတွေကတော့ Premier League ပွဲစဉ်ပွဲစဉ်နံပါတ်၈ကျွန်တော်တို့ဒါ England Derby လို့လည်းပြောလို့ရမယ် Fulham vs Arsenal ပွဲရဲ့ကျွန်တော်တို့ဒါပွဲချုပ်သုံးသပ်ချက်ကလေးတွေကိုကျွန်တော်တင်ဆက်ပေးသွားချင်တာပဲဖြစ်ပါတယ် โอเคအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ပွဲစဉ်ကိုကျွန်တော်တို့စတင်တုံးသက်ပြီးမှာကျွန်တော်တို့အာရှရဲ့အကြောပေးမှုတွေကျွန်တော်တို့ကြီးတွေဘလို့ကျွန်တော်တို့သွားလဲဆိုတဲ့အနေထားလေးလို့ကျွန်တော်တစ်ချက်ကြည့်ရမယ်ဗျာကျွန်တော်တော့ဒါအာဆင်နယ်ဆိုလို့ရှိရင်ဒါဖူဟန်ကိုအဝေးဝန်းရနေပြီးတော့တလုံးတရီနှလုံးရှုံးဆိုတဲ့အနေထားမှာကျွန်တော်တို့ဒါကြီးကိုကျွန်တော်တို့ဖွင့်လှစ်ထားတာကိုတော့တွေ့ရတယ်ဆိုတော့အာဆင်နယ်အနေနဲ့ဖူဟန်ကိုဒီလိုကြီးတိတိတသာတင်ပြီးတော့ဘာလို့ပေးနိုင်ရတာလဲ ဆိုတဲ့အနေအထားကိုကျွန်တော်သုံးသပ်ကြည့်အောင်နော်အာဆင်နယ်အနေနဲ့ဖိုဟန်နဲ့တွေ့ဆုံတဲ့အနေအထားမှာနော်နောက်ဆုံး၅ချိန် တွေ့ဆုံဘူးတယ်နောက်ဆုံး၅ချိန်တွေ့ဆုံဘူးတဲ့ဟာကိုပဲကျွန်တော်ပြောမယ်နောက်ဆုံး၅ချိန်တွေ့ဆုံဘူးတဲ့နေရာမှာကျွန်တော်အာဆင်နယ်အနေနဲ့ဖိုဟန်ကို၃ပွဲနိုင်တယ်တပွဲရှုံးတယ်တပွဲတည်ကြထားတယ်ဆိုတော့အာဆင်နယ်နိုင်တဲ့၃ပွဲဟာဗမာနိုင်တယ်ဆိုတာကိုကျွန်တော်တစ်ချက်သွားကြည့်လိုက်လို့ရှိရင်အာဆင်နယ်ကကျွန်တော်တို့ဖူဟန်ကိုအိမ်ဝဲမှာပဲအသာစီးရထားတယ်ဖူဟန်အိမ်ဝဲမှာအာဆင်နယ်အနေနဲ့နောက်ဆုံး၂ပွဲဆက်တိုက်ကျွန်တော်နှစ်နှစ်ဆက်တိုက်ပုံ ပြောရမယ်ဆိုလို့ရှိရင်เนาะနှစ်နှစ်ဆက်တိုက်မှာအာဆင်နယ်အနေနဲ့ဖူဟန်ကိုဖူဟန်အိမ်ခွဲမှာလုံးဝအသာစီးရမထားတာကိုတော့ကျွန်တော်တို့စတွေ့ရမယ်ဗျာနော်ဒီလိုအသာစီးရမထားတဲ့အလီထားမှာအာဆင်နယ်အနေနဲ့ကျွန်တော်တို့ဒါနိုင်မဖြစ်မယ်ဆိုတဲ့ကြေးမျိုးကိုပေးထားတယ်ဒီလိုနိုင်မဖြစ်မယ်ဆိုတဲ့ကြေးမျိုးကိုပေးထားတယ်ဆိုလို့ရှိရင်ဒါအတီတာအနေနဲ့ဒီပွဲကိုကျွန်တော်တို့ဒါအနိုင်ဆိုတဲ့ရလက်တစ်ခုကိုပဲပေါ်ဆောင်သွားမှာလား ျွန်တော်တို့ဒါနိုင်ပွဲထက်ပိုလွန်နဲ့နော်ပိသက်တီပရရှင်မှုပေးနိုင်မယ်နော်နှစ်ကိုအသာသုံးကိုအသာဒီလိုမျိုးပွဲမျိုးတွေကိုအဒီတာအနေနဲ့ဖန်တီးပေးနိုင်မှာလား No 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 bro this is Adidas အာဒီတာအနေနဲ့နော် risk ယူတဲ့ပုံစံပွဲကစားပုံခင်းခြင်းတွေကိုဘယ်တော့မှမလုပ်ဘူးအာဒီတာအနေနဲ့ तू နိုင်မင်းရမယ်ဆိုတဲ့ပုံစံမျိုးကိုပဲ तू သွားမှာဘာလို့လဲဆိုလို့ရှိရင်ဒါနောက်နေ့ကြာလို့ရှိရင်ကျွန်တော်တို့ဒါချန်ပီယံလိဂ်ကံရအောင်ချန်ပီယံလိဂ်ကလည်းတွေးတဲ့အသင်းကကျွန်တော်တို့ဒါကပေါ့ချောင်ကောင်းတင်းတော့မဟုတ်ဘူးနော်အက်တလက်တီကိုမက်တစ်နဲ့တွေးမှာအဲ့လိုအက်တလက်တီကိုမက်တစ်နဲ့တွေးမယ်ပွဲမှာအာဒီတာအနေနဲ့သူ့ရဲ့လူစင်းအကောင်ဆုံးအခင်းခြင်းတွေနဲ့ပဲကျွန်တော်တို့ဒါဟာတိုက်ခင်းအခန့်သွားမှာပေါ့ဒါအမေရိကန်မှာတွေးရမှာဆိုရဖြစ်တဲ့အတွက်နော်အက်တလက်နဲ့ပွဲက ိုသူ့အနေနဲ့ဒါအားဆိုင်ဖို့တော့အဲအများကြီးကျွန်တော်ရှိမယ်လို့တော့ထင်တယ်ဆိုတော့ full hand နဲ့ပွဲကိုနော်အာတီတာအိုင်ယုံဆိုင်ဘူးလားဆိုတော့အိုင်ယုံဆိုင်မှာနော်ဒါပေမဲ့သူအနိုင်ဆိုတဲ့ရလက်ကိုပဲကျွန်တော်ကတော့ဖော်ဆောင်သွားမယ်လို့ထင်တယ်ဆိုတော့ဒီပွဲကိုကျွန်တော်ကောင်းဆုံးချင်းကက်ကြီးရလို့ရှိရင်အာဆင်နယ်အနေနဲ့နိုင်သွားချင်တော့မှကျွန်တော်ဒါတကူတာလောက်နေပဲကျွန်တော်နိုင်ချင်နိုင်လိမ့်မယ်နော် full hand အိမ်ကွင်းကလည်းကျွန်တော်တို့အာဆင်နယ်အတွက် ဒုက္ခပေးနိုင်တယ်เนาะအမြဲတမ်းလည်းဒုက္ခပေးလာခဲ့တာဖူဟန်အိမ်ခွင်းမှာဆိုလို့ရှိရင်အာဆင်နယ်အနေနဲ့เนาะကြက်ကြက်တဲတဲ့ဒါပွဲကစားပုံတွေကိုကျွန်တော်တို့ရင်ဆိုင်ရမယ်ဆိုတာကိုတော့ကျွန်တော်ပြောလို့ရတယ်ပေါ့เนาะ ဆိုတော့စနေနေ့ညကစားမဲ့ပွဲစဉ်မှာကျွန်တော်တို့အသင်းကောင်းဆောင်ကက်တင်အိုဒီဂတ်ကတော့ပါဝင်နိုင်ရင်းရှိမှာမဟုတ်သေးဘူးကက်တင်မာတင်အိုဒီဂတ်အနေနဲ့ကျွန်တော်တို့ဒါဝက်ဆန်နဲ့ကန်ခဲ့ရတဲ့ပွဲစဉ်မှာဒူးဒန်ယာကြောင့်ကျွန်တော်တို့ဒါရှစ်ပတ်လောက်ထိတော့နားရမယ်လို့တော့အဲကြားသိရတယ်ဒါပေမဲ့အာဆင်နယ်စေကေးအဖွဲ့ကနေပြီးတော့ကျွန်တော်တို့တရဝင်တော့မကြီးညာသေးဘူးကျွန်တော်ထင်တော့နိုဝင်ဘာလလောက်ထိတော့ကျွန်တော်တို့တောင်းခံရမယ်လို့တော့ထင်တယ်ဒါပေမဲ့အိုဒီဂတ်မရှိတော့ညာ ျွန်တော်တို့ဒါကွင်းလယ်မှာကျွန်တော်အစ်စ်ဝယ်ထားရဲเนาะအဇီးကလည်းကျွန်တော်တို့နည်းနည်းလေးအားကိုးရတဲ့ပုံစံလေးတွေတော့မြင်နေရတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ဒီ full hand နဲ့ပွဲစဉ်မှာတက်တောင်တက်တာဆိုတော့နိုင်ဝဲမျိုးတပွဲကိုအာဒီတာအနေနဲ့ခင်းချင်းသွားနိုင်မလားဆိုတာကတော့ကျွန်တော်တို့ဆက်လက်ဆောင်ကြည့်ရတော့မှာပဲဖြစ်ပါတယ်ကဲဆိုတော့ဒီပွဲစဉ်ကိုဝါသနာရမယ်ဖြစ်ဖြစ်နော်ကိုကဘောလုံးမကြည့်ရင်းနဲ့လောင်းစားလေးနည်းနည်းပပလောက်ရတာ၊ကြိုင်နေတတ်တဲ့လူပဲဖြစ်ဖြစ်ကျွန်တော်ရဲ့တူးတဲအမြင်နဲ့ကျွန်တော် ကြိုက်ဆုံးအဲပုံစံကျွန်တော်ဘယ်လိုရွေးရမလဲဆိုလို့ရှိရင်တော့ဒီပွဲကိုကျွန်တော်ကတော့ Arsenal body နဲ့ go out နဲ့ပဲကျွန်တော်ကြိုက်ပါတယ်เนาะ go out ကတော့နည်းနည်း race များရင်များလိမ့်မယ် Arsenal body လေးကတော့မဆိုးဘူးလို့တော့ထင်ပါတယ်။ Arsenal အနိုင်ကတော့တည်ကြသွားနိုင်ပါတယ်။တလုံး level အခုကြေးရတော့ပေါ့ပါတယ်။เนาะကံကံလေးကြလို့ရှိရင်တော့ပြောင်းတဲ့ကြေးတွေကဘယ်လိုလာမလဲဆိုတာတော့ကျွန်တော်လည်းအဲမတည်သေးတော့အဲ့ဒီကြကမှကျွန်တော်လည်းအတိအကျထပ်ပြီးတော့ ပြောပေးပါမယ်။เนาะအဲ့ဒီကြလို့ရှိရင်စနေနေ့ကြရလို့ရှိရင်ကျွန်တော်ရဲ့ဒီ Rest the Gunna Channel မှာလည်း Fulham vs Arsenal Watch Along Like လေးရှိပါမယ်။เนาะအလုံးပဲ Arsenal ကိုချစ်နှစ်သက်တဲ့လူတွေအကုန်လုံးကျွန်တော်နဲ့အတူတူလာပြီးတော့ Watch Along လုပ်နိုင်ပါတယ်။เนาะ Arsenal ကို blame မယ်ပြောမယ်ဆိုမယ်ဆိုရင်လည်းရတယ်။ All welcome ပဲเนาะအကုန်လုံးလာပြီးတော့ကျွန်တော်နဲ့အတူတူချေးလို့ရမှာဗျာโอเคလားကျွန်တော် wash long ဆိုတော့ပုံမှန်ကတော့ကျွန်တော်တယောက်တည်းကြည့်ရမှာပြင်းတယ်ဟော bro နဲ့ကျွန်တော်နဲ့အတူတူ စကားလေးပြောပါလေးပြောနေလေပေါ့ပါလွတ်ချင်တယ်ပါညာလောက်ကိုကျွန်တော်လွတ်ချင်တယ်လို့ wash down လေးလုပ်မယ်အဲ့တော့ကျွန်တော်ရဲ့ rest the canner channel မှာလာပြီးတော့ချိလို့ရပါပြီစနေနေ့ကြလို့ရှင်အားလုံးပဲစနေနေ့ကြလို့ရှင်ပြန်ဆုံးကြပါမယ် see you guys